တိုက်ခန်းဝယ်တော့မယ်ဆိုရင်ပိုင်ဆိုင်မှုတေးကြစီကိုဘာတွေလုပ်ရမလဲတိုက်ခန်းဝယ်ရင်လူတွေစိတ်အပူကြဆုံးကတော့ခိုင်မာမှုရှိရလားပိုင်ဆိုင်မှုတေးကြပါမလားစတာတွေပဲဖြစ်ပါတယ်ဒီလိုတွေမဖြစ်စေဘူးကတော့ကိုယ်ကိုယ်တိုင်ပဲတိုက်ခန်းမှုဝယ်ယူခြင်းမှာလိုအပ်တဲ့အချက်လက်တွေကိုသိချစစ်ဆေးရမှာဖြစ်ပါတယ်ဒီအချက်တွေကိုသိထားမယ်ဆိုရင်တော့လူကြီးမင်းတို့အနေနဲ့တိုက်ခန်းဝယ်ပြီးနောက်ဆက်တွဲဖြစ်လာနိုင်တဲ့ပြဿနာတွေကိုစိတ်ပူစရာလိုတော့မှာမဟုတ်ပါဘူး။ပထမဆုံးအနေနဲ့ရောင်းသူကရောင်းပိုင်ငွေရှိမရှိသိချစစ်ဆေးရပါမယ်။ တကယ်လို့ကိုကရောင်းပိုင်ဝင်မရှိတဲ့သူထံကနေဝယ်ယူမိခဲ့ရင်တော့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဥပမာပြောရရင်အမွေဆိုင်တိုက်ခန်းကိုသက်ဆိုင်သူအလုံးမပါဘဲရောင်းချတာနဲ့နေမယား၂ဦးပိုင်တဲ့တိုက်ခန်းကိုတဦးတည်းကရောင်းချတာတွေပဲဖြစ်ပါတယ်။ကိုကမြေရှင်သမောင်းမို့ကန်ထရိုက်စီကဝေယူတာမျိုးမဟုတ်ဘူးဆိုရင်တော့ပိုင်ဆိုင်မှုအစင်းစင်ကိုစာချုပ်စာတမ်းပြည့်စုံမှုရှိမှရှိကိုလည်းစစ်ဆေးရမှာပဲဖြစ်ပါတယ်။နောက်ထပ်လိုအပ်တာကတော့မြေရှင်ရဲ့အတိအမှတ်ပြုလက်မှတ်ပဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအဆင့်ဆင့်ကိုစစ်ဆေးပြီးပြီဆိုရင်တော့ရေရှင်ရဲ့အတိမဲ့ပြုလက်မှတ်လေးတောင်းဖို့လိုအပ်ပါတယ်။ဒီလိုဆိုရင်နောက်ဖြစ်လာတဲ့ပြဿနာတွေမှာရေရှင်ကပအဝင်ဖြေရှင်းပေးမှာဖြစ်ပြီးတော့မဟုတ်ရင်တော့ခေါင်းဆောင်ထွက်သွားပါလိမ့်မယ်။ဒီလိုအတိမတ်ပြုဖို့အတွက်လည်းရေရှင်ကိုအတိမတ်ပြုကဆိုပြီးတော့အယောင်းဝယ်ရဲ့တရားကနော်၂၀၀ခိုင်နော်စသဖြင့်ပေးရတတ်ပါတယ်။နောက်တစ်ချက်ကတော့ BCC ရှိမရှိဘူးစစ်ဆေးရပါမယ်။ BCC လို့ခေါ်တဲ့လူနေထိုင်မစ္စာရွက်ကတာမန်ဆိုရင်တော့အရေးမကြီးဘူးလို့ထင်ရနိုင်ပေမဲ့ စီပင်ကိုသာတိုင်ကြားနိုင်ရင်အိမ်ပေါ်ကနေပါဆင်းပေးရနိုင်ပါတယ်။ဒါကြောင့်တိုက်ခန်းမဝယ်ယူခင်ကတည်းကမီးစီစီကြာပြီးသားလားဆိုတာကိုစစ်ဆေးဖို့လည်းအရေးကြီးပါတယ်။နောက်ပြီးသတင်းစာထဲမှာကန့်ကွက်သူရှိမရှိကိုကြေညာထည့်တင်ပါတယ်။ဒါကလည်းနောက်ဖြစ်လာနိုင်တဲ့အရှုပ်ရှင်းနဲ့အမွေဆိုင်ပြဿနာတွေအတွက်တစ်ခါတစ်လမ်းကနေအကာအကွယ်ရစေနိုင်ပါတယ်။အကောင်းဆုံးကတော့ဆယံဘေးစာချုပ်ချုပ်ဆိုတဲ့အခါအင်ချမ်းမြေဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ရှင်းနေတဲ့ဦးကိုခေါ်သွားတာကအကောင်းဆုံးပဲဖြစ်ပါတယ်။ တချို့တွေကဘာမှမဖြစ်နိုင်တော့ပါဘူးဆိုပြီးတော့ပွဲစားနေပဲအလွယ်တကူအယောင်းဝယ်လုတ်တက်တာမျိုးတွေလည်းရှိပါတယ်။တကယ်တော့ဒီလိုလုံးလိုက်ပြီးကိုယ်ဝယ်လိုက်တဲ့တိုက်ခန်းကခိုင်မာမှုမရှိခဲ့ဘူးဆိုရင်မလိုလားအတဲ့ပြဿနာတွေလည်းဖြစ်လာနိုင်ပါသေးတယ်။ဒါကြောင့်ကျွမ်းကျင်တဲ့သူတွေခေါ်သွားပြီးစစ်ဆေးခိုင်းတာကတော့အကောင်းဆုံးပါပဲ။အားလုံးပဲအရှုပ်ရင်းကြီးကြီးနဲ့ဝယ်ယူနိုင်ကြပါစေလို့မြန်မာတို့ရဲ့ Dream High Property ကနေစုတောင်းပေးပြီးတော့ဗီဒီယိုလေးကိုဒီမှာပဲရှင်းလိုက်ချင်ပါတယ်ရှင်။